ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဗမောင်မြို့စင်ကုန်းရပ်ကွက်ကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်တအူးပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ6ရက်နေ့မွန်းလွဲ2နာရီကမှာ ဘောင်တော်မျိုးစင်ကုန်းရက်ကွက်မှာရှိတဲ့စာတင်ကျောင်းအနီးကိုအကြမ်းမဆက်တဲ့ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ကလေးငယ်တအူပြင်းထန်တရားရရှိခဲ့တယ်လို့သိရပါဗျ။စင်ကုန်းရက်ကွက်ကစာတင်ကျောင်းသားကိုစစ်တပ်လေရင်ကဘုံကျဲချလို့ကလေးငယ်လေးထိသွားတာဒဏ်ရာအခြေအနေကတော့ပြင်းထန်တယ်လို့စစ်ပေးဆောင်ကုညီသူတအူကပြန်လည်ပြောပြထားပါဗျ။မက်လာဘိုင်းကစတင်ပြီးတော့ဘောင်တော်မျိုးမှာရှိတဲ့အကြမ်းမဆက်တဲ့ရဲ့လက်ကျန်စခန်းများအားလုံးကို KIA ကတိုက်ခိုက်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီးတော့အချမ်းမဆက်တက်ကလည်း၎င်းတို့ရဲ့တပ်စခန်းများမကြဆုံးရဲအတွက်အရသာပြည်သူများကိုပါပြစ်မှတ်ထားပြီးတော့လေကြောင်းကနေဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗါရဲအလားတူပဲစကိုင်းတိုင်းကလေးဝမြို့နယ်မထုလေးရွာကိုအချမ်းမဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကလေးဝ People Defense ကပြောပြထားပါဗါရဲမက်စလာ၁၇ရက်နေ့မွန်းလွဲ၂နာရီခွဲအချိန်ကမှကလေးဝမြို့နယ်မထုလေးကျေးရွာကို မဆိုင်ကြီးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများက drone နဲ့ဘုံးကျဲတိုက်ခိုက်ခြင်းကြောင့်ကလင်းငယ်နောက်ဦးအပါအဝင်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းမဲ့စစ်တပ်ရဲ့တိုက်ခိုက်မှုအတွင်းမှာမထူလေးရွာကအသက်84နှစ်အရွယ်ဦးခင်အောင်အသက်36နှစ်အရွယ်ဒေါ်မမမြင့်အသက်6နှစ်အရွယ်မောင်ဖြိုးခန့်နဲ့အသက်9နှစ်အရွယ်မောင်နေလေးခန့်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။